အားလုံးပဲမင်္ဂလာပါ။အာကျွန်တော်ဒီဗီဒီယိုကလစ်လေးမှာအရင်အဦးဆုံးအာ Navis Work ရဲ့ overall overview ကိုနော် overview ကြောင်းလေးနည်းနည်းဆွေးနွေးကြပါမယ်။ Okay အာပထမဆုံးကျွန်တော်တို့သုံးတဲ့ Navis Work ကဘာလဲဆိုတော့ Autodesk Navis Work Manage 2014 Okay အာ Manage ကိုသုံးမှာကျွန်တော်တို့အာလုပ်ကျင်တဲ့ လှုပ်ဆောင်ချက်တွေကိုလုပ်လို့ရမှာဥပမာဆိုတော့ clash detection လို့ဟာမျိုး timeline လို့ဟာမျိုး quantification လို့ဟာမျိုးပေါ့နော်တကယ်လို့ simulate ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ် clash detection ပါလာမှာမဟုတ်ဘူး timeline တော့ပါမယ် quantification ပါမှာပါသိမသိကြဘူးဒါပေမဲ့တကယ်လို့ freedom ဆိုလို့ရှိရင်တော့အဲ့ဒါတွေကိုတော့ဘာမှလုပ်လို့မရဘူးသူများလုပ်ပေးထားတဲ့ nervous file ကို nervous work file ကိုယူရုံတည်းတည်းပေးရမှာ okay အဲ့တော့ nervous work manage ကတော့ full version ပါနော်အဲ့တော့ nervous work manage မှာ ဘာတွေလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့အာ model တစ်ခုနဲ့တစ်ခု okay အာ discipline မတူတဲ့ model တွေတစ်ခုနဲ့တစ်ခုကြားမှာ element တွေတစ်ခုနဲ့တစ်ခုဘယ်လိုထိခတ်နေလဲဆိုတာ၄ကိုစစ်ဆေးဖို့အတွက်ကျွန်တော်တို့ clash detection ဆိုတဲ့ tools နဲ့စစ်ဆေးလို့ရတယ်ပြီးတော့ timeline ကတော့ကျွန်တော်တို့အာ project schedule လေးပေါ့နော်အချိန်နဲ့ဘယ်ချိန်မှာကျွန်တော်စာအုပ်ပဲနေရာမှာ ပါတွေကတော့ဆင်းပြီးတော့ပါတွေမဆင်းရသေးဘူးလဲဆိုတော့ဒီ timeline schedule ဆွဲလိုက်ရတယ်နော်အဲ့ဒါနဲ့သူနဲ့တွဲပြီးတော့ animation လုပ်လိုက်ရတယ်အဲ့တော့ animation နဲ့ timeline နဲ့တွဲပြီးတော့ timeline timeline animation ပန်နေလို့ရမယ်ပြီးကျွန်တော်စောစောပိုင်းဗီဒီယိုမှာပြခဲ့ပြီးသားပြီအဲ့ဒါ portion နဲ့လုံဆောင်ချက်တွေလည်းလုပ်လို့ရတယ် object animation လောက်ထိလုပ်လို့ရတယ်သိပ်မရှုပ်ထွေးတဲ့ object animation လောက်အမျိုးပေါ့အဲ့ဒါအပြင်ကျွန်တော်တို့ အာလိုအပ် animation ကိုပဲ script တွေရေးပြီးတော့ထည့်လိုက်ဆိုတော့မော်တော်ကားလေးသွားနေတာတော့ green လေးနေတာတော့စသဖြင့်ပါနော်အဲ့တော့ဒါတွေအားလုံးပြီးလို့ရှိရင် rendering လုပ်လိုက်အောင်နော်အဲ့တော့ဟောဒီ tool စီကလုံးဒီပေအောင်မှရှိလဲဆိုတော့ကျွန်တော်တို့ ribbon ရဲ့ home မှာရှိတယ် okay ဒါဒီကျွန်တော်တို့လုတ်ဆောင်လို့ရတဲ့ tool စီ okay အဲ့ဒီ tool စီကိုဒီထဲမှာထည့်ထားအဲ့တော့ဒီပထမဆုံးအစပြောမယ်ဆိုရင်ကျွန်တော်တို့ file နဲ့ဟောဒီ revit environment နဲ့ကိုကျွန်တော်တို့ 3d 3D model တွေကိုကျွန်တော်တို့ဒီထဲကိုအရင်ဆုံးထည့် insert လုပ်အောင်နော်ဒါတော့တော့ဒီမှာတော့ဘာခေါ်လဲဆိုတော့ append လုပ်တယ်လို့ခေါ်တယ်ထပ်ဖြည့်ထပ်ဖြည့်တာပါနော်အဲ့တော့ home မြောက်အောင်မှာရှိတယ် project ဆိုတဲ့ panel ထဲမှာကျွန်တော်တို့ append ဆိုတာရှိတယ်ဟောဒီ append တွေကနေပြီးတော့ကျွန်တော်တို့ထည့်ခြင်းနဲ့ file format တွေအဲ nwc မှာမဟုတ်ဘူးကျန်တဲ့ revel လို့ file မျိုးလဲ direct ချလိုက်ရတယ်ဒါပေမဲ့အာကျွန်တော်ထည့်တဲ့ nwc ကသွားတော့ကောင်းမယ် ဒါမှမဟုတ်ရှင် 3D Max file တွေရှိတယ် IFC တို့ဒါမှမဟုတ်ရှင် DWG DGN စသဖြင့်ပေါ့နော် Sketchup file ဆိုတာ Sketchup file ဒီလို file မျိုးစားတွေဟိုထဲမှာ list ဖြစ်နေတဲ့ file မျိုးစားတွေကိုကျွန်တော်တို့ navbar ဆိုတဲ့ environment ကို content လုပ်ရတယ် Okay ရုံးမလို့တော့ပေါ့နော်ဆိုတော့ structure က structure က revit structure ကဖြစ်မယ် arcd sketchup ကဖြစ်မယ်ဆိုတော့ mnd pds ကဖြစ်မယ်ဆိုတော့ဒီလိုမတူညီတဲ့ platform တွေကနေပြီးတော့ဖြစ်တည်လာတဲ့ 3d model တွေကိုကျွန်တော်တို့ navbar ဆိုတဲ့ environment တစ်ခုထဲမှာအလုံးအတူတကွထည့်သွင်းပြီးတော့ကျွန်တော်တို့အတူတကွလုပ်လို့လုပ်ရတယ်။ Okay အဲ့တော့ဒါဒီပဲအောင်မှာရှိလဲဆိုတော့ home mount မှာရှိတယ်။ Okay home mount မှာပထမအဦးပန်နဲ့ပြီးလို့ရှိရင်ဒုတိယပန်နဲ့ကတော့ select and search ဆိုတဲ့သဘောတော့ကျွန်တော်တို့ဝင်လာတဲ့ 3D object တွေကိုကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့အဖွဲစုလိုက်ကျွန်တော်တို့လိုချင်တဲ့အဖွဲစုတွေကိုစုတယ်စုပြီးတော့အမှကျွန်တော်တို့လိုအပ်တဲ့လုပ်ဆောင်ချက်တွေ classification ပဲဖြစ်ဖြစ် timeline ပဲဖြစ်ဖြစ် quantification ပဲဖြစ်ဖြစ် လုပ်ကျင်တဲ့အခါမျိုးမှာအသုံးပြုဖို့အတွက်လိုအပ်လို့ဆင်တဲ့ဒီ set တွေလုပ်ကျင်တဲ့အခါကျဟောဒီ selection နဲ့ select နဲ့ search ဆိုတဲ့ set set ကနေပြီးတုံးတယ် okay ဒုတိယတတိယပန်းနဲ့အနေနဲ့ဆိုရင် visibility ရဲ့သဘောကတော့ကျွန်တော် object တွေကိုအာမမြင်နေတဲ့အခါမှာ hide လို့ရတယ်မြင်နေတဲ့အခါမှာပြန်ဖော်လို့ရတယ်မဟုတ်လားအဲ့တော့ဒီအဲ့ဒီ hide ချင်ဖော်ချင်တဲ့ tool စီတုံးတဲ့အခါကျရင်ဒီဟောင်းမြေ visibility အောက်ကရှိတဲ့ tools တွေနဲ့တွေ့ရတယ် ဒါအပြင်ဒီမှာ display မှာကျတော့ link တစ်ခု properties ဆိုရှိတယ်ဒါပါတော့เนาะဒါဒီကျွန်တော်တို့ object ကို select ပေးပြီးတော့အဲ့ဒီ object properties ကိုလွယ်လွယ်ကိုကြည့်တာပေါ့အဲ့တော့သူ့ရဲ့နောက်မှာတော့ tools ရှိတယ် tools ဆိုကျွန်တော်ကပြောခဲ့တယ် tools ဆိုတော့ clash detection လို့ tools မျိုး timeline တော့ tools မျိုး quantification လို့ tools မျိုးဒါပေမဲ့ quantification ကတော့ကျွန်တော်တို့ nervous work 2014ကျမှပါလာတာ30မှာ quantification ကိုတွေ့ရမှာမဟုတ်ပြီးလို့ရှိရင် autodesk rendering ဆိုရှိမယ်30နှုန်းကတော့ autodesk rendering လို့မပါဘဲနဲ့သူက presenter လောက်ပဲပါလိမ့်မယ် okay ပြီး animation animator ရှိမယ် script ရှိမယ်ပြီး appearance profiler batch တို့လေးပေါ့နော်ဆက်ပြီးရှိမယ်နောက်ဆုံးမှာ data data tool ရှိမယ်ဒါဒီသူ့ရဲ့ home out မှာရှိတဲ့ ribbon ကိုကျွန်တော်တို့ browse လုပ်ကြည့်တာပေါ့အကျမ်းကြီးပြီးရင်ကျွန်တော်တို့ viewport ကိုတွားကြည့်အောင် viewport အောင်မှာတော့ပါရှိလဲဆိုကျွန်တော်တို့ viewport တစ်ခုချင်းစီကို save ဖို့အတွက် save viewport ဆိုရက်ရှိတူရှိမယ်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတော့ပြခဲ့အဲဒီ tools ကိုတုံးပြီးတော့ကျွန်တော်တို့ viewport animation လို့ဖြန်နေလို့ရတယ်။သူကဒီဘက်မှာကျတော့ကင်မရာရှိတယ်။ကင်မရာတော့အဓိကကျွန်တော်တို့အာကျွန်တော်တို့ကြည့်နေတဲ့ view ရဲ့ကင်မရာအနေထားပေါ့နော်။ကြာမြင့် adjust လုပ်လို့ရမယ်။သူဒီမှာ walk through သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့လူတယောက်ရဲ့မြင်ကွင်းကိုအနည်းအဝေးရဆပြီးတော့ဒီမှာ adjust လုပ်လို့ရတယ်။အဲ့တော့ viewport အောက်မှာတော့ကျွန်တော် viewport နဲ့ပတ်သက်တဲ့ tools တွေပေါ့နော်တတိယတစ်ခုဆိုရင် navigate navigate ဆိုတဲ့သဘောတော့ကျွန်တော်တို့ဒီ view group ပြီးတော့ရှင်ဒီ navigator အစသဖြင့်ဒီ tools တွေကိုပဲဒီပုံမှာရှိတယ်ဒီ ribbon ကမသုံးမဲနဲ့ hori navigator သုံးနေရတယ်လို့ပဲဒီမှာမှာ tab partition ပဲ tab partition ရော walk through သွားတဲ့အခါမှာလိုအပ်ရင် tab partition လူတယောက်ထည့်တာပေါ့ပြီးလမ်းရောက်ခံနေရတယ် look around ကြည့်ခံနေရတယ်အစသဖြင့်မှာ tools တွေရှိတယ်ပုံမှာအဖြစ်တော့ကျွန်တော်ဒီပဲ screen ပေါ်မှာရှိနေ floating ဖြစ်နေတဲ့ navigate ရှင်းတူဆက်သွားတာပါပဲ okay ပြီးလို့ရှင် render style အနေနဲ့ဆိုလို့ရှင်ကျွန်တော်တို့ထည့်သွင်းလာတဲ့ object တွေကိုကျွန်တော်တို့မှာအကြမ်းမြင် lighting ပေးလို့ရတယ် full light လားဒါမှမဟုတ် scan scan light လားပြီးလို့ရှိရင် head light လားပေါ့နော်ဒါမှမဟုတ် lighting မရှိဘူးလားပေါ့ပြီးရင်ဝင်လာတဲ့ object တွေကိုပဲကြည့်တဲ့ view ကျွန်တော်တို့ကတ်မှာလို့ပဲ wireframe နဲ့ကြည့်ကျင်လိုက်ရတယ် hidden line နဲ့ကြည့်ကျင်လိုက်ရတယ် shaded ဒါမှမဟုတ် full render နဲ့ကြည့်ကျင်လိုက်ရတယ်ဒီရွေးချယ်မှုကိုမှုတွေပြီးတော့ကျွန်တော်တို့ရဲ့အာ 3D ရဲ့မြင်ွင့်ကိုပြောင်းလဲစေမယ်။ Okay ။ဒါဒီ render style မှာနော်။ပြီးလို့ရှင်သူ့ရဲ့ဘေးမှာ selecting ဆိုတာရှိအဲ sorry sectioning ဆိုတာရှိ sectioning ဆိုတော့ဝင်လာတဲ့ object တွေကတော့ဝင်လာခဲ့ပြီဝင်လာခဲ့ပြီးတော့မှကိုလိုချင်တဲ့အပိုင်းလေးဖြတ်ပြီးကြည့်ကျင်တာတော့ခလီးပြီးကြည့်ကျင်တာတော့ကြည့်တဲ့ခါကျရင်ဟောဒီဒီ sectioning ကို enable လုပ်လဲ okay ပြီးတော့မှနောက်ဆုံးအနေနဲ့ကတော့ဒီ export ရဲ့သဘောကတော့ကျွန်တော်တို့ image ကို export လုပ်တော့နော်ဒါတော့ဒါဒီ view ရဲ့သဘော review အမှပါရှိလဲဆိုတော့ကျွန်တော်တို့ဒီ review ရဲ့အထူးသဖြင့်ကတော့ပေါ့ကိုရည်ညွှန်းရလဲဆိုတော့ကျွန်တော်တို့ model ကိုကျွန်တော်တို့ရဲ့ incharge တွေပါတွေကကြည့်ပြီးတဲ့အခါကျတော့ရှင်ပင်နေရာမှာတော့ဖြစ်ရင်ပါလေးကိုဘယ်လိုလုပ်လိုက်ပါလေးကိုဘယ်လိုလဲဆိုစသဖြင့်အဲ့လိုသူတို့ရဲ့ review နဲ့သူတို့ comment တွေကိုပေးဖို့ပြီးတော့သူတို့လိုအပ်ရင်သူတို့တိုင်းထွားဖို့အတွက်လည်း measure tool စီရှိမယ်။ Okay လိုအပ်ရင်သူတို့အဲ့မှာ message တွေကို tag တွေထည့်ပေးပါဦးနော်။အဲ့ဒီ review အောက်မှာရှိတယ်။ပြီးရင် animation ဒီ animation ကတော့ကျွန်တော်တို့ဘာခေါ်မလဲကျွန်တော်တို့ရဲ့ဒီ view ပုံနဲ့ပတ်သက်တဲ့ animation တွေကိုဖန်နေကြတဲ့အခါကျအဲ့ဒီမှာလောက်တော့ဘောနော်ကဲနောက်တစ်ခုကတော့ view ပေါ့ဒီ view ကျတော့ဘာလဲဆိုတော့ဟောဒီညီငွဲမှာရှိတဲ့အခြေအနေဟောဒီ view ကျုပ်ကိုဖြောက်ချင်တာဖြောက်ချင် clip ပေးလိုက်ပြန်ဖော်ချင် clip ပြန်ပေးလိုက်ဆက်ချင်ပါ navigation bar ဆိုလဲတရား navigation bar ဒီ navigation bar တစ်ခါလေးပျောက်နေကျွန်တော်တို့ view ကပဲလာရှာတယ် two bars တွေပျောက်နေရင်အဓိကတော့ view ကလာရှာရတာများတယ်โอเคဟိုကျွန်တော် 4D scheduling နဲ့ပြောခဲ့တယ်ဟောဒီ HUB ဆိုတဲ့ XYZ လေးတွေတခါကျင်းပေါ်နေလိမ့်မယ်ဒီ grid line တွေပေါ်နေတယ်အဲသူသူ့ရဲ့ဟိုပါဘောနော် XYZ ဟောနဲ့ပတ်သက်တာတွေကောင်းနေဖြောက်ချင်တဲ့ပေါ်ချင်တဲ့ခါကျရင်ဒီမှာလာပေါ့ HUD လို့ခေါ်တယ် HUD ရှေ့ကောက်ကဘာလဲတော့မသိဘူးနော်အဲ့နေသွားကြည့်လိုက်ရတယ် HUD ဆိုတော့ဘာလဲဆိုတော့သူကြည့်တော့တော်တယ်မပြေးတယ် head up display လို့ခေါ်တယ် okay ဒါပါတော့ပြီးရင်ဒီဘက်မှာဘာလဲခဲ့လို့ reference view ရှိမယ်ဒီဘေးမှာပါရှိလို့သူက navigation 2013ကစပြီးတော့ကျွန်တော်တို့ grid line တွေကို follow လုပ်ရလာပြီ okay အဲ့တော့ tuesday ဒီမှာ follow ဖြောက်တယ်ဆိုတော့ tuesday ဒီ view အောင်မှာရှိတယ်ပြီးရင်သူ့နောက်မှာပါရှိလဲဆိုတော့ scan view ရှိတယ် scan view ကတော့ကျွန်တော်တို့ဟိုဒီဟိုအဟို the window တွေကိုဟိုနှစ်ပိုင်းသုံးပိုင်းပိုင်းနိုင်မျိုးတွေပြီးရင် full screen လို့ပြောတော့ဘာလို့ဆက်ပြင်အောင် okay ဒါကတော့သိတော့မတယ်ဘူးပြီးရင်ပါရှိမလဲဆိုတော့ window ဟိုဒီ window ကတော့တုံးတယ်လေကျွန်တော်တို့ tuesday ပေါ်ခြင်းတဲ့ခါကျလို့ရှိရင် tuesday အားလုံးကိုစုထားတာဒီနေ့မှာစုထားတယ်အဲ့တော့ကျွန်တော် tuesday ကို home မှာနေသွားပြီးတော့ clip ပေးပြီးတော့ပေါ်ရင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ဟောဒီ view out က window out မှာတော့ဒီ two set အကုန်လုံးဆုတာပြည်ဆိုကျွန်တော်အသုံးပြုမဲ့ two set ဒီဟောဒီထဲမှာပဲရှိတယ်တော့တော့ဆိုရင် selection trees နဲ့ set ဆိုတာဒီဒီမှာ port view ဆိုတော့ take ဖြစ်နေတယ်ဒီပဲပြမဟာ formula တွေကိုတကြောင်ဒီနေ့ခုပဲ take ဖြစ်တယ် okay ကျွန်တော်ဒီ array take လုပ်လိုက်ရင်ဒီ two set တွေပေါ်လာလိမ့်မယ် okay ပြီးလို့ရှိရင်ဒါတော့ workspace ပေါ့နော်ကျွန်တော်လုပ်ချင်တဲ့ workspace နဲ့ပတ်သက်တာ okay ဒါဒီ view နဲ့ပတ်သက်လို့ကတော့ဒီလောက်ပဲ output နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဟိုဒီ network ပေါ်မှာရောက်လာတဲ့ object တွေပုံမူတည်ပြီးတော့ကျွန်တော်တို့ render လုပ်ပြီးတော့ image ကိုပဲ output ထုတ်မလားဒါမှမဟုတ်လို့ရှိရင်ဒီရှိနေတဲ့ 3D ကိုပဲ DWF 3D DWF လို့ file မျိုးဒါမှမဟုတ်လို့ရှိရင်ရုပ်ရှင် file FBX လို့ file မျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း Google အဲ့လိုဟာမျိုးနဲ့ export ထုတ်မလား NWD လို့ခေါ်တဲ့ Navis Work Design Review ဆိုတဲ့ format နဲ့ပဲကျွန်တော် export ထုတ်မလားပေါ့နော်အဲ့တော့အဲ့ဒါအပြင်ပါလေရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ animation တွေလုပ်တယ်ဆိုလို့ရှိရင်ဟောဒီ animation တွေကို export ထုတ်လို့ရတယ်ဒါအပြင် clash တွေလုပ်တဲ့အခါမှာ clash report တွေ clash check table တွေကို export လုပ်ခြင်းတဲ့အခါမျိုးတွေမှာဒီ export data အောက်ကနေသွားတယ် okay အဲ့တော့ဒါတွေဒီ အောက်ပေါ်အောက်မှာရှိတဲ့ tool စီလောစီတော့ဘာမှမရှိသေးတော့ဘယ်လိုမှဖြစ်သေးဘူး။နောက်ဆုံးဒီ render okay သူဒီ render ကို palette တစ်ခုအနေနဲ့ရှိတယ်။ render မှာအဓိကဒီ Navisware 2014မှာ2မျိုးရှိတယ်။1မျိုးကတော့ Autodesk render Autodesk render ကကျွန်တော်တို့ cloud render လို့အမျိုးဖြစ်မှာတယ်။ cloud render တော့မဟုတ်ဒီဒီထားပါတော့နော်။ပြီးနောက်တစ်ခုကကျတော့ပါရှိတဲ့ ray trace render ရှိတယ်။ okay အဲ့တော့ ray trace render ကတော့သူတို့2013ကစပြီးတော့ introduce လုပ်လာခဲ့ပြီ။အဲ့တော့ โอเคဒါဒီကျွန်တော်တို့ရဲ့ remote အာကျွန်တော် remote ကိုအကြမ်းပြင် browse လုပ်တာဒီပေါ်မှာ quick two bus ရရှိတယ်ကိုသုံးမဲ့သုံးများမဲ့ two stick ကို quick two bus ပေါ့ review လို့ပဲတင်ထားလို့ရတယ်တင်ပြီးကတော့ဆိုပါဆို unhide all ကိုတင်မယ်ဆို regular name ပြီးရင် add to quick access two bus ဆိုရင် quick access two bus ကိုရောက်သွားမယ်โอเคဒီ quick access two bus တစ်ခါတည်းအပေါ်ဆုံးမှာတစ်ခါတည်းကြာရင်မတဲဝဲဘူး remote output ကျင်နေဆိုရင်ဘေးနဲ့ကပူတော့ menu ကနေပြီးတော့ show ပြီးလို့ remote ဆိုပြလိုက် show ပြီးလို့ remote group ပေါ်ရင်အပေါ်ရောက်လာမှာ okay အဲ့တော့ကိုရှာခြင်းနဲ့ information ကိုဒီကနေရိုက်နှက်ပြီးရှာလို့ရတယ် okay ဒါကတော့ကျွန်တော်တို့ info center okay အဲ့တော့ဒါဒီကျွန်တော်တို့ရဲ့ working space ပဲ2စေပေါ်တော့မှ2စေဒီအောက်မှာရှိနေရှိမယ်ဘေးမှာရှိနေရှိမယ်ဒါကြီးကတော့ကျွန်တော်တို့ dock lock ပြီးတော့ထားရမယ်ဒါဒီကျွန်တော်တို့ navis work ရဲ့အကြံဉာဏ် overview ပဲ okay အဲ့တော့ဒီ navis work ကိုအာ unit တွေပါလေဆိုတော့ကျွန်တော်တို့ ဒီဒီအထာဒါဒီကျွန်တော်တို့ save တဲ့ကကြာ NW finance save ကမယ် save တဲ့ကကြာလို့ရှိရင်ဟောဒီဒါပါတော့အဲ့ဒီအချိန်မှာအာကျွန်တော်တို့ project ကိုစတဲ့အခါမှာကျွန်တော်ဒီဘာ unit နဲ့စကျင်လာတယ်ဆိုတော့ပါအဲ့တော့ unit ကို change နေဆိုတော့အခါမျိုး unit ကိုပြောင်းနေတဲ့အခါမျိုးဆိုလို့ရှိရင်အဲ့ဒီအားလုံးဒီ hori application menu အောက်မှာ option ရှိတယ် hori option ရဲ့ interface မှာ display unit ရှိတယ်ဒီ display unit မှာ change ရမယ် okay အဲ့တော့ option အောက်မှာအများကြီးတီးဖို့တော့ မလို့ဘူးဂျမ်းမြင်းတိဖို့လို့တာက general ရှိမယ် general ကတော့အဓိကတော့ပါရှိမယ်ဆိုတော့ကျွန်တော်တို့ undo redo ဒါတွေကတော့ကျွန်တော်တို့ထေချာဒီဟောနေပြီးတော့ have i နေပြီးတော့ခုချင်းပတ်ကြံပုံမှန်အဖြစ်တော့ default setting ပဲထားလား okay environment အောက်မှာပါရှိလဲဆိုတော့ကျွန်တော်တို့ maximum backup file ကို block ထားမယ်ဆိုတာတခါတယ်တတ်မှတ်ထားလို့ရတယ် revel လို့ပဲသူဒီ0 uh decimal ၄လုံးနဲ့ file တွေကိုသူ save ပေးသွားလိမ့်မယ်နောက်ဆုံး save တဲ့လေးလုံးမယ်ရှိပြီးတော့ဒီလေး file မယ်ရှိပြီးတော့လေး file နဲ့ join ပထမဆုံး file သူဖြတ်သွားလိမ့်မယ် okay ဒါဒီ auto save auto save ဆိုလို့ရှိရင် auto save ဘယ်လိုတတ်မှတ်မလဲ auto save ကိုသူရဲ့ဂျမ်းမြင့် auto save ရဲ့ directory ပေါ်မှာထားလို့ဆိုတာမျိုးပေါ့ဒါသူတတ်မှတ်တာ general out ပါအခုကြတော့မရှိဘူး interface out မှာ display unit ရှိမယ်ပြီးလို့ရှိရင် selection ဘုထုထုကို select လုပ်တဲ့အခါမှာပေါ်လာတဲ့ပေါ်လာတဲ့အာ မကော appearance ပေါ့ appearance ကိုကျွန်တော်တို့ rose အပြင်တော့ blue နဲ့ပေးထားတယ်သူရဲ့ selection လုပ်လို့ရှိရင် object ဒီမိသွားမယ်ဆိုတော့ဘယ်လောက်မိမလဲဆိုတဲ့အမျိုးဒါလေးရယ် selection လုပ်တဲ့အခါမှာပေါ်ခြင်းနဲ့ပေါ်တာလေးဒီမှာကျွေးတယ် measure နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့ဒီမှာသူတို့က measurement နဲ့ပတ်သက်တဲ့ line ရဲ့ thickness color ဒီ tight တဲ့အခါမှာအဲဒါလေးတွေကိုသူကဒီမှာပြင်လို့ရတယ်ပြင်ရင် okay ဒီ snapping နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့က vertex တွေပဲတိုင်ပါလားဒါမှမဟုတ်လို့ရှင် edge တွေကိုတိုင်ပါလား edge တွေကိုတိုင်မှဆို edge ပဲ check ပြလို့ရတယ် okay ဒါ tolerance တဲ့ angle ဆိုလို့ရှင် angle လျောက်ပါ okay ဒါသူကကြိုတင်သတ်မှတ်တာလား viewport display တော့ထူးကြမရှိဘူးဒေါ်ဆက်တရားရဲ့ viewport display okay အ viewport display မှာဘာပဲရှိလဲဆိုတော့ setting အောက်ထပ်ဝင်ကြည့်လိုက်လို့ရှင်ကျွန်တော်တို့ဒီ default collision နဲ့ပတ်သက်တာတွေရှိမယ်ဒီကားတလေးမှာကျွန်တော်တို့ flash check တွေပဲလုပ်ရှင်တဲ့အခါကျရင်ကျွန်တော်တို့လူတစ်ယောက်ကို ခုနတပ်ပါတီဆိုတော့ဟောဒီ view board မှာရှိတဲ့တပ်ပါတီတို့ကျွန်တော် on view လျှောက်ခိုင်းတဲ့အခါမှာကျွန်တော်တို့ height အဲ့ဒီရဲ့သွားမဲ့ height ကိုကြိုပြီးတတ်မှတ်ခဲ့လိုက်2000 2000 2900 2900အဲ့တော့2900တဲ့ name နဲ့ object နဲ့တွေ့တဲ့အခါမှာအဲ့ဒီလူဒီအလိုလျောက် crop ဖြစ်သွားတယ်မြင်ဟိုဘာမှတူလေးကိုယ်သွားတဲ့ပုံစံမျိုးပေါ့နော်အဲဒီလိုအခြေအနေမျိုးအဲကျွန်တော် virtually ချက်တဲ့အခါမျိုးကြရင်သုံးတယ်အချင်းကြရင် height တတ်မှတ်ခြင်းဟောဒီ view board အောက်က display အောက်ကအာ view port default အောက်ကစီး setting မှာလာပြီးလို့ချိန်ရတယ် okay before the ball ကစရအောင် okay ဒါပါတော့ဟိုဒါလို့သူလည်းမထားလိုက်ဒါဒီ interface နဲ့ပတ်သက်လို့ link နဲ့ပတ်သက်လို့ဆိုလို့ရှိရင်ဒါဒီကျွန်တော်တို့အာအထူးကြတော့အများကြီးမရှိဘူးသူ icon လေးနဲ့အာ okay crash detection နဲ့ပတ်သက်တဲ့ဟာပါနော်ဒီ link ကတော့အများကြီးပြောကြမှာရှိဘူး quick properties ကလည်းအထူးကြပြောကြမှာရှိဘူး display ကလည်းအထူးကြပြောကြမှာရှိဘူး auto detection also auto detection နဲ့ပတ်သက်တဲ့ဒီအခြေခံလေးပေါ့နော်သူတို့အားလုံးတော့ default မှာပဲထားတာလို့ရတယ် Okay အာပြီးလို့ရှိရင်ဘာလဲ abandon margin ဒါတွေလည်းထူကြမရှိဘူးဒါရွေးရတဲ့ option တော့ပဲ developer ဒါတွေလည်းထူကြမရှိဘူး grid ဒါ grid နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ grid ကိုအာပေါ်လာမဲ့ဟိုအရဲ့အကြောင်းလေးရွေးတာတော့ပဲဒါတွေလည်းထူကြမရှိဘူး navigator ထူကြမရှိဘူး view 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 ကျင်းနဲ့ပတ်သက်တဲ့ appearance လေးပေါ့နော်ဒါဆိုရင်ဘယ်လိုရှိနေမလဲဆိုတဲ့အကြောင်းဒါပဲ display ကိုအထူးကြအများကြီးပြင်ကြအောင်လို့ damage ထိုင်ရတယ် key data ဆို interface ပါဆိုလို့ရှိရင်လား dark လား light လားဆိုတော့သူက theme ကိုချိန်လို့ရတယ်လောက်ပဲ okay ပြီးရင်အဓိက interface ကအထူးကြအများကြီးမရှိဘူးကြည့်ရမှာ display unit ပဲရှိမယ် okay ပြီးရင်ကျွန်တော်တို့ model ရှိမယ် model မှာဆိုလို့ရှိရင်တော့ဟောဒီ model of performance ရဲ့ NWC ရှိတယ် NWC ရှိတယ်သူနဲ့ပတ်သက်တဲ့ feature တွေ ဒီ tools တခုချင်းပါတယ်တဲ့ရောလဲဆိုသိချင်းကျွန်တော် hack already have and တော့ကြည့်လိုက် okay ဒါဆိုရင်တို့တခုချင်းစီရဲ့ lower အဘာကိုညွှန်းနေဆိုတာလေးတို့တို့မှာပြလာပေးလိမ့်မယ် okay အဲ့တော့ကျွန်တော်ထူးခြားမရှိတော့ဘူး okay ဒီလိုရှိရင်အာဒီလောက်ပဲပြီးရင် fire reader fire reader အောက်မှာဆိုလို့ရှိရင်တော့သူ့ရဲ့အာကောလေ twin ဒီ never sort ထဲဝင်လာမဲ့ file alike ဆိုတော့ 3ds ဆို 3ds file တခုနဲ့ပတ်သက်တဲ့ property တွေရှိမယ် revenue ဆိုလို့ရှိရင် revenue နဲ့ပတ်သက်တဲ့ property တွေရှိမယ်ဘာတွေကိုပြောင်းမှလဲဘာတွေကိုမပြောင်းလဲပေါ့နော်ဘာတွေလုံးမှလဲဘာတွေမလုံးဆိုတဲ့ဟာတွေရွေးချယ်တာပဲသူတို့ပြင်တော့ revenue နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ over revenue environment တွေကနေပဲဒီဘက်ကိုမပို့ခင်မှာ set တွေတခါလဲထိုင်နေအဲ့ဒါကိုကျွန်တော် revenue ကနေ export လုပ်တယ်ဆိုတော့အခန်းကြိုင်ပြပြမယ် okay အဲ့တော့ option တွေကတော့အကျဉ်းမြင့်တလောက်ပဲဒီပုံမူတည်ပြီးတော့ကျွန်တော်တို့၄ဒီလောက်လို့ကြမယ်။ Okay ။အော်ဆိုတော့ ဆိုတော့အာကျွန်တော်ဒီ process မှာတော့ကျွန်တော်က nervous work နဲ့ revenue နဲ့ revenue က model ကို export လုပ်ပြီးတော့ nervous work nervous work မှာ import လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့လိုအပ်တဲ့ selection set လေးတွေကိုစီမင်းပြီးလို့ရှိရင်အဲ့ဒီ selection set တွေကို select ဒီဘာကောမလဲ set တွေပေါ့နော်ဒီ selection set တွေကိုကျွန်တော်စီမင်းပြီးလို့ရှိရင်တော့အဲ့ဒီစီထားတဲ့အဲ့ဒီ selection set တွေကိုပဲကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ quantification ရဲ့ workbook ထဲမှာ ရှိတဲ့ task တွေနဲ့ကျွန်တော် task မခေါ်ဘူး item item တွေနဲ့ကျွန်တော်တို့ attach လုပ်ပြီးတော့ quantity of ထုတ်တဲ့အကြောင်းလေးရှင်းပြမယ်โอเคကျွန်တော်ဗီဒီယိုကလစ်ကြလို့ရှိရင်ကျွန်တော် navbar ကနေပြီးတော့အပြောရမယ် revit ကနေပြီးတော့ navbar ကိုဘယ်လို export လုပ်တယ်ဆိုတဲ့အကြောင်းလေးရှင်းပြမယ်အားလုံးကျေးဇူးတင်ပါတယ်